အိမ်ပြေး20ပြန်သွားတော့ပြန်လာပြီလားလို့ရွာကမင်းငော့ပြီးမေးတယ်တိတူမေးသူနင်းနေနေဇဝေဇဝါရက်သူငေးသူခမများများချာငါသွားဟာလမ်းနဲ့မဆက်အောင်ပြုံးပြီးပြန်ခဲ့တယ်ရွာတဲ့လမ်းပေါ်ကနွားအုပ်ဆဲအုပ်တွေကတော့အရင်လိုသွားမြဲလာမြဲ အော်စဲမိစဲပါပဲမရှိတော့တဲ့လူတွေအကြောင်းမေးရင် ရှိတဲ့သူတွေကို မမှတ်မိတော့ဘူးသဘင်တွေရှည်လာတာကလွဲရင်ငိုချင်းစရာအရှိကြီးအကြောင်းပဲပါပါတယ်ကြောက်ခိုင်းခဲ့တဲ့တမာပင်အရေးမှခြေစုံရတ်တော့တမာပင်အိုဟာအမေလိုပြုံးပြီးကြုံနေနေနွေနေဘူးမှာ ရေလိုနေတဲ့ပုံနဲ့သူ့အခက်မှာတော့သွားတယ်မရှိတော့ဘူးပြန်လာတာလားတဲ့မဟုတ်ပါဘူးပြန်လာတာပါစိတ်ကူးနဲ့ယွန်း